ရေတက်အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ္တမှာပြောင်းလဲကျဆွန်လိုက်ပါရှင်ကျမတို့ channel နဲ့ကလေးနေစဉ်ပြည်တွင်ပြပသတင်းများတော်လိုင်းသတင်းများနဲ့နောက်ဆုံးရသတင်းများကိုအချိန်နဲ့တပြေညီစာတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်ရေကဘရမောစွာစာတင်တင်ဆက်ပေးမယ့်သတင်းချောင်းလေးကတော့ကန်ကောမြောက်ခင်ရံပြည်ဝနဲ့မြစ်တာဆေပေါ်ရင်း တက်ဆွဲထားတဲ့စစ်တပ်ကိုသူတို့ဖြစ်ပုံချက်မှုစစ်သား6ဦးတည်ဆုံးပြီးစစ်သား2ဦးကိုလက်နက်နဲ့အတူဖမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရယ်။မကွေတိုင်းကံကုန်းမြို့နယ်မြောက်ခင်ရံရွာရှိပြူထော့စ်ပြူစော်ချစ်စခန်းနဲ့မြစ်သားဆယ်ပေါ်တွင်တက်ဆွဲထားတဲ့စစ်ကြောင်းကိုသူတို့ဖြစ်ပုံချက်တိုက်ခတ်ခဲ့ရာစခန်းမှုတူအပောင်းဝင်6ဦးတည်ဆုံးခဲ့ကြောင်းမြိုင်ပကဖတ်မှတာဝန်ရှိသူတို့ကအရန်ကုန်ခေတ္တတင်းထဏနာထားတို့ပြောကြားထားဖြစ်ပါရယ်။ မဇလာလေးရက်နေ့အနေနဲ့9:30မိနစ်အချိန်ကန်ကောင်မြို့နယ်မြောက်ခရမ်းကျေးရွာရှိပြူစော်တစ်စကန်ကိုပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့များကသတို့ဖြင့်အီနာဂါပုံတိများကျဲချတိုက်ခိုက်ကြရတွင်စစ်သားပြူစော်တင်များထိခိုက်ဒေဆုံမှုရှိနိုင်ကြောင်းသိရှိရပါသည်။ဟလာတူမဇလာခொနရနေ့ကနေ့9ရက်နေ့အချိန်ကန်ကောင်မြို့နယ်မြစ်တာဆေပေါ်ရင်တပ်ဆွဲထားတဲ့အကြံဖက်စစ်သားများကိုသတို့ဖြင့် ဘုံဒီအမြောက်အများကျဲချတိုက်ခဲ့ကြရတဲ့စခန်းမို့တူစစ်သားတူနဲ့ပြူစောတိလေးဦးစုစုပေါင်း6ဦးတည်ဆုံခဲ့ပြီးအများပြားဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ချို့ပြင်မတ်လ16ရက်နေ့ကလည်းကံကောမြို့နယ်မြစ်တာဆက်ပေါ်ရင်တပ်ဆွဲထားတဲ့စစ်သားတို့ဟာတော်လေးတပ်ဖွဲ့များချမှထွက်ခွာလာတဲ့ဖြင့်ဖန်စီကရဲ၎င်းတို့ထက်ကနေ MA11 အမျိုးအစားတနက်တလဲနဲ့ GNA ငယ်တင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။ ဘုံတီးရတော့အများပါတယ်ကျဲနေတာကြာပါပြီမေတ္တာမြတ်ဘောကစစ်ခွေတွေကတက်ဆွဲထားတာဖမ်းမိတဲ့နှုတ်ကိုကောင်းမစွာထိတဲ့ထားပါတယ်လို့အမြိုင်ပကဖာမှာတောင်းဝန်ရှိသူတွေကရန်ကုန်ခေတ္တတင်ဌာနထပ်တို့ပြောကြားထားဖြစ်ပါတယ်အဆိုပါတိုက်ခိုက်မှုကိုတော့အမြိုင်ပကဖာကန်ကောမြို့နယ်တပောင်းစုကန်ကောမြို့နယ်ပကဖာနယ်ပေါ့အမြိုင်ကမ္မတရုံတပ်ဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအထူးခမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ် မတ်လ18ရက်နေ့နေ့လယ်ပိုင်းတွင်အကြံဘက်စစ်တပ်ကမြစ်သားစစ်အနေရှိဂျေအောင်ရောက်ကို Jet Fighter ဖြင့်ပုံကျဲတိုက်ခတ်ခဲ့ကြောင်းသိရှိရပါသည်။ဆက်လက်ပြီးတော့စနေမြို့နယ်တညောင်တန်းတဲ့ EPC ရုံတွင်တပ်ဆွဲထားတဲ့စစ်တပ်ကို PDF တပ်ဖွဲ့ကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခတ်ခဲ့ပြီးနောက်စစ်သားအချက်ချင်းခိုက်ရန်ဖြစ်ပွားခဲ့ပြီးပစ်ခတ်ရကနေတအူးတေဆုံခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ မကွေတိုင်းစနေမြို့နယ်တညောင်တိုက်နယ် EPC ရုပ်တွေတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကို PDF တပ်ဖွဲ့ကလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခတ်ခဲ့ပြီးနောက်စစ်သားချင်းချင်းခိုက်ရန်ဖြစ်ပွားခဲ့ပြီးပြစ်ခတ်ရခန်းတွေတူတည်ဆုံခဲ့ကြောင်းစနေမြို့နယ်ပကဖနယ်မြေတုံမှတောင်ဝမ်ရှိတူတူကရန်ကုန်ခေတ္တတရင်ဌာနထပ်တို့ပြောဆိုထားဖြစ်ပါတယ်။မဆလာစစ်ချောင်းနေတွင်တညောင်တိုက်နယ်မြို့လရွံနယ်ချမ်းနပင်ရွာအကြားမှာရှိတဲ့ EPC ရုံးတွင်တပ်ဆွထားတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့များကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည် ရဲတပ်ခန့်မှုဖြစ်ပွားခဲ့ပြီးရနောက်ညပိုင်းတွင် အချင်းပဲစစ်ကောင်စစ်တပ်သားများအချင်းချင်းခိုက်ရန်ဖြစ်ပွားခဲ့ပြီးအပြန်အလှန်ပစ်ခတ်ကြရကနေစစ်ကောင်စစ်တပ်သားတို့ဦးတည်ဆုံခဲ့ပြီးသုံးဦးထိုက်တိုက်ခိုက်ခံရရှိခဲ့ကြောင်းသိရှိရပါသည် 16ရက်နေ့ကစစ်ခွေးတွေရှိတဲ့ APC ရုံကိုလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာရုံအတွင်းကိုနှလုံးကြောက်ပောက်ခွဲခဲ့ပါတယ်စစ်ခွေးတွေထိခိုက်မှုရှိမရှိဆိုတာကိုတော့မသိရသေးပါဘူးကျွန်တော်တို့ပြစ်ခတ်ပြီးတိတ်မကြပါဘူးညဖက် ရတော့တို့တို့အချင်းချင်းစကားတွေအများကြီးကနေပြစ်ခတ်တာစစ်ခွေးတစ်ကောင်တည်ပြီးသုံးကောင်အထံရတယ်လို့သိရပါတယ်ဟုတ်စလင်းမြင့်နဲ့ပကဖာနယ်မြေသုံးမှတာဝန်ရှိတူတူကပြောဆိုထားဖြစ်ပါတယ် အဆိုပါတိုက်ခိုက်မှုကတော့စနေနေ့နဲ့ပတ်ကဖာနယ်မြေတုံးမှာတော်လရင်ရဲဘော်များကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးလက်နေချင်းများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်အထူးခိုင်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့စစ်ကောင်စီနဲ့ချုပ်ဆိုထားတဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစီးပွားရေးစာချုပ်များအကျိုးမရှိဟုရုရှားနိုင်ငံယာယီဝန်ကြီးဌာနထံသို့ NGO ကစာရေးအကြောင်းကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင့်။ မင်းအောင်ရဲ့ရုရှားခီစင်တွင်မှာအကြံဖက်စကောင်းစီနဲ့ချုပ်ဆိုထားတဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစီးပွားရေးစာချုပ်များမှာအကျိုးမရှိကြောင်းရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနထံသို့အမျိုးသားညီညွတ်ရေးအစိုးရ NGO ကစာရေးအကြောင်းကြားထားကြောင်းတမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောဆိုထားဖြစ်ပါတယ်။ရှင်နေထုတ်ပြန်ခဲ့တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့တရင်စကားပြောကြားခြင်းအစီအစဉ်6မြင်းဆောင်2025တွင်၎င်းအထက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ် စစ်ကားဆောင်မဲလာရဲ့ရုရှားခေစင်တွင်မှာစစ်အာဏာသိမ်းရန်ဤအထောက်ကိုပြုစင်ရန်စစ်လက်နက်ဝယ်ယူခြင်းတရားမဝင်ငွေကြေးရှာဖွေခြင်းအပအဝင်စစ်ရှုံးနေတဲ့စစ်တပ်ကိုလိမ့်လေစိတ်ဓာတ်အမြင့်တင်ရန်အတူရောင်ရွေးကောက်ပွဲကျင်းပပြီးနိုင်ငံရေးထွတ်ပေါက်ရှာရန်ဆောင်ရွက်ခဲ့ကြောင်းစစ်ကောင်စီနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာချုပ်များချုပ်ဆိုခဲ့ပြီးရင်းစာချုပ်များမှာတရားမဝင်ကြောင်း၎င်းဆိုထားဖြစ်ပါရယ်မဲအွန်လိုင်းရုရှားနဲ့ဘယ်လာရုနိုင်ငံများကို တွားရောက်ခဲ့တာက တူနဲ့စကောင်စီရဲ့အာဏာတင်မြဲရဲ့အတွဲအထောက်ကူပြုရေးစစ်လက်နက်များဝယ်ယူရေးတရားဝင်ငွေကြေးရှာဖွေရေးပြည်မြန်မာပြည်သူများရဲ့လုံအောင်ကိုအမြတ်ထုတ်ရင်းနဲ့လောက်သားတင်ပို့ဖို့ဆိုတာတွေအပြင်စီယုံနေတဲ့စစ်ရှုံနေတဲ့တုစစ်တပ်တွေကိုလှိမ့်လဲလက်စားပေးစိတ်တက်တွေကိုမြင့်တင်ဖို့ အတူရောင်ရွေးကောက်ပွဲကနေပြီးတော့နိုင်ငံရေးချက်ပေါင်ရှာရန်တာဖြစ်ပါရယ်စကောက်စီနဲ့ချုပ်ဆိုထားတဲ့စာချုပ်များဟာဆိုရင်ရေရှည်တည်တက်ခံရတဲ့ရင်းနှီးမြှုပ်နှံမှုများအတွေ့အကျိုးမရှိကြောင်းရုရှားအစိုးရထံသို့လည်းအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနမှစာရေးသားပြောဆိုခဲ့ပြီးဖြစ်ပါရယ်ဟုဦးကျော်စော ပြောဆိုထားဖြစ်ပါရယ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်စစ်အာဏာသိမ်းဖို့မတိုင်မီမှာချုပ်ဆိုထားတဲ့တဘောတူညီချက်နဲ့အစာချုပ်များကိုတာတာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်းစစ်ကောင်စီလက်အောက်ခံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံကနေခွင့်ပြုမိနဲ့အတီးပြုမိများတောင်းခံကရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ခြင်းကိုလက်မခံဘဲရက်ဆိုင်ထားရန်အမိန့်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၎င်းဆိုထားဖြစ်ပါရယ် ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အာဏာသိမ်းဖို့မတိုင်မီမှာနိုင်ငံများအကြားချုပ်ဆိုထားတဲ့နယ်နိမိတ်တဘောတူညီချက်များပါဝင်စာချုပ်များနဲ့တဘောတူညီချက်များကိုသာတာဝန်ယူဆောင်ရွက်မှာဖြစ်တဲ့အတွက်တရားမဝင်တဲ့အကြံပေးစစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ထံမှခွင့်ပြုမိတ်အတည်ပြုမိတ်များတောင်းခံကရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ခြင်းကို လုံးဝမပြုတ်လောက်ချင်ရနဲ့ဆောင်ရွက်စဲတရားမဝင်တဲ့ရင်းနှီးမြှနှံမှုလုပ်ငန်းများကိုလည်းချွင်ချင်မရှိရပ်ဆန့်ချရန်အထူးသတိပေးအကြောင်းကြားလိုပါတယ်။အတန်ဖက်စကောင်းစီကတရားမဝင်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့ကနေစပြီးရင်းနှီးမြှနှံမှုလုပ်ငန်းများနဲ့ပတ်သက်တဲ့ခွင့်ပြုမယ့်နဲ့အတည်ပြုမယ့်များထုတ်ပေးခြင်းကိုချွင်ချင်မရှိရပ်ဆန့်ချရန်အမျိုးသားညီညွတ်ရေးအစိုးရစီမံကိန်းဗန္ဒရင်းနဲ့ရင်းနှီးမြှနှံမှုဝန်ကြီးဌာနမှအမိတ်ကြော်ညာစာအမ တင်မြင်ဆောင်2021ခုနှစ်ဖြင့်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်ဟု၎င်းတို့ဆက်လက်ပြောဆိုထားဖြစ်ပါသည်။အကြံပေးစကားဆောင်မယ်အွန်လိုင်းကမတ်လ3ရက်နေ့ကနေမတ်လ9ရက်နေ့အထိရုရှားနိုင်ငံနဲ့ဘယ်လာရုနိုင်ငံတို့တွန်းရောက်ခဲ့ပြီးယင်းကီးစင်ကိုအလွန်အောင်မြင်သောခီးစင်ဖြစ်စကားစီအားကြေညာဂိုယူလျက်ရှိနေကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးတော့ကနေမျိုးနဲ့တွင်စစ်တပ်ကတောင်ရလောက်ကနေတဲ့ပြည်သူများကိုလေးရင်ဖြစ်ပုံချက်တိုက်ခိုက်မှုအမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။သကိုင်းတိုင်းကနေမျိုးနဲ့တွင်အကြံဖက်စစ်တပ်ကတောင်ရလောက်ကနေတဲ့ပြည်သူများကိုလေးရင်ဖြစ်ပုံချက်တိုက်ခိုက်ခဲ့ခြင်းကြောင့်အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကနေမျိုးနဲ့တရင်နဲ့ပြန်ချရေးမှာတောင်ဝမ်းရှိတဲ့သူကရန်ကုန်ခေတ်တဲ့တရင်ဌာနထပ်ပြုဆိုထားဖြစ်ပါရှင်။ယနေ့မတ်လ28ရက်နေ့နက်နက်7:20မိနစ်ခန့်တွင်ကနေမျိုးနယ် ပုံမှကျင်းရွာမှာရင်ကျင်းရွာအကြားမှာတောင်ရလုံးကန်နေတဲ့ပြည်သူများကိုအကြံဖက်စစ်တပ်ကနေ့ရက်ဖြစ်နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အကြံဖက်စစ်တပ်ရဲ့ဒေချောင်းတိုက်ခိုက်မှုအတွင်အမျိုးသမီးငယ်အုပ်ထိခိုက်ဒဏ်ရာရှိခဲ့ပြီးဒဏ်ရာအခြေအနေမဆိုးရင်ရကြောင်းသိရှိရပါတယ်။ဒီကနေ့နဲ့နဲ့ပိုင်းကနေချောင်းတက်ခတ်မှုအနေချင်းလုတ်သွားတာတောင်ရချမ်းမှာအလုလုကန်နေတဲ့အမျိုးသမီးငယ်နဲ့ဦးထိခတ်တဲ့ရရှိသွားခဲ့ပါတယ် ။ဒါရာကတော့စိုးရိမ်စရာမရှိပါဘူး။ဟိုကနေမြနဲ့တိုင်းနဲ့ပြန်ကြားရင်းမှအတော်မှရှိတူတူကပြောဆိုထားဖြစ်ပါရဲ့။အကြံရတဲ့ဆက်ပေးမှုကိုကျမပဲခေတ္တရနာကိုပြောပါရှင်။နောက်ထပ်ပြည်တွင်ပြပါတိုင်းများကျော်ရည်တိုင်းများနဲ့အနောက်ဆုံးရတိုင်းများနဲ့အတူပြန်လာပါမယ်။ပရိသတ်များလုံးပဲရှင်းလင်းရှင်းလင်းကြပါစေရှင်။